FIFA Club World Cup Round 1 Real Madrid နဲ့အဲဟီလဲ LA နဲ့ Juventus မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာကတော့ ချာတာဘရီနဲ့ဖီဗာကလပ်ဝါကပ်ပွဲတင်နေတဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသချက်လုပ်ပေးသွားကြပါတယ်။ရီယယ်မန်ဒရစ်အဟီလေပွဲကတော့ချာတာဘရီနဲ့မနက်တနအိုင်ခွဲမှာရှင်ပြိုင်ကစားမှာဖြစ်ပြီး LA နဲ့ယူဗနက်စ်ပွဲတင်ကတော့ခုနှစ်နာရီခွဲမှာရှင်ပြိုင်ကစားမှာပါ။ဆိုတော့ပထမပွဲတစ်ပွဲဖြစ်တဲ့ရီယယ်မန်ဒရစ်အဟီလေပွဲကိုစဆွေးနွေးလိုက်အောင်ကီပွိုင်းစတေဒီယံဆွဲထုတ်ပါမယ်။နှစ်သင်းလုံးကတော့သူ့ဒေတာမှာအင်အားကြီးအသင်းတွေကြီးပဲ။အဟီလေကဗျာအာရှရဲ့ရီယယ်မန်ဒရစ်လို့တောင်ပြောလို့ရတယ်။ကစားသမားကောင်းတွေအများကြီးစုဖွဲ့ထားတယ်။အဟီလေမှာကစားနေတဲ့ကစားသမားတွေကိုပြိသက်တတိအထာမိဆုံး ်လို့ကျွန်တော်ထင်တယ်။ဘဲကလပ်တင်းထက်မဆိုကစားသမားကောင်းမြောက်များတော့ခေါ်ထားတယ်။အလက်ဇန္ဒားမီထရိုဗစ်၊မီလန်ကိုဗစ်စာဗစ်၊ရူဘင်နေဗက်စ်၊ကူလီဘာလီ၊လိုဒီ၊ဘိုနူဒီကစားသမားတွေကလွန်ခဲ့သောနှစ်နှစ်၃နှစ်၄နှစ်လောက်အတွင်းမှာတင်ဥရောပထိပ်တန်းလီတွေမှာကစားသွားတဲ့ကစားသမားတွေဗျ။အဲ့တော့ဒီကစားသမားတွေကလည်းလက်ရှိအချိန်မှာအသင်းတို့ကဂိုးတွေလှန်လှန်တွင်းထားတယ်အများကြီးပဲ။မီထရိုဗစ်ဆိုရင်၁၉ဂိုးတွင်းတယ်နော်။မီလန်ကိုဗစ်စာဗစ်ဆိုရင်၁၂ဂိုးတွင်းပြီးတော့၈ဂိုးဖန်တီးတယ်။ကူလီဘာလီတော့၂ဂိုးတွင်းတယ်ဗျ။ဒါပေမဲ့ရီယယ်မက်ဒရစ်နဲ့တွေ့တဲ့အချိန်အဲ့ဒါတွေကပွင့်လင်းပြောင်း တော့ဘောင်သိမ့်မဝင်ဒါကကျွန်တော်အဟီလေကို respect မရှိလို့ပြောတာမဟုတ်အဓိကပြိုင်ဆိုင်တဲ့ lead အဆင့်တန်းနဲ့သူ့ data တွင်ဘောလုံးအဆင့်တန်းကြောင်းလို့ပြောရင်ပုံမှန်ပါလိမ့်မယ်အဲ့တော့အာရှပြောပြောဆိုကဘာနဲ့ရှင်မယ်ဆိုရင်တော့ဘောလုံးအဆင့်တန်းအပြင် အနေနဲ့နိုင်နေတော့ဂျပန်တို့ကိုရီးယားတို့နော်အီရန်တို့လောက်သာ level အနေထားတစ်ခုရှိတာဆိုတော့ဒီလိုမျိုး data တွေမှာဘိုလုံးယုံနဲ့တကက်ကဘာမှာဟိုအအောင်မြင်ဆုံးအသင်းဖြစ်နေတဲ့ Real Madrid အသင်းကိုရင်မောင်တန်းပြီးရှင်ပြိုင်ကစားဖို့ဆိုတာလွယ်ပါမလားဆိုတဲ့အပိုင်းကိုကျွန်တော်တို့စဉ်းစားဆိုတော့တစ်ဖက်က Real Madrid Real Madrid ဒီကစားသမားကောင်းတွေခေါ်ယူနေသေးပဲဒီနှစ် FIFA Club World Cup မှာ ထရန့်အလက်ဇန်းဒါအာနိုကိုထည့်သွင်းခြင်းအဖြစ်သူတို့ဒီဖလားပေါ်မှာဘာရွယ်ချက်နဲ့ပြိုင်လဲဆိုတာသိတာထင်ရှားသွားမြင်နေရတယ်ဗျတကယ်တော့ထရန့်ကိုကျွန်တော်စဲတန်းပေးစရာမလိုဘူးဗျနော်ခုနှစ်နာပိုင်းဆိုထရန့်ကစောက်တတန်ကုန်ပြီထရန့်အသင်းကိုလွတ်နဲ့လာလို့ရတယ်ဒါပေမဲ့ FIFA Club World Cup မှာ right back တနေရာအတွက် Trent ကိုတုံးကျင်လွန်းလို့စဲတန်းပေးပြီးတော့ Rex ကိုခေါ်ခဲ့တာဗျအဲ့တော့ကြောင့် Real Madrid အသင်းရဲ့ ဒီဘလားပေါ်မှာအာယုံစူးဆိုင်မှုကလည်း100%အပြည့်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီလေဘလောက်ကောင်းကောင်းတပတ်က Real Madrid အသင်းနဲ့တွေ့တဲ့အချိန်မှာတော့ဒါအသင်းသေးလေးတသင်းလို့ပဲကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်အာရှရဲ့အကျော်ပေးမှုကိုစပြီးဆွေးနွေးလိုက်အောင်နှလုံးသွင်းရင်တဝက်ပျော်ရွှင်ဝင်ပေးထားတယ်ဒီကျော်ပေးမှုကတော့ပြန်လည်ပြောရင်တော့ပျော့တယ်ဗျခုနကကျွန်တော် key points တွေပြောပြီးသွားပြီအဲ့ဒီလေမှာဘယ်ကစားသမားတွေဘလို့ပဲပါပါအသင်းလိုက်စုဖွဲ့မှုနဲ့ ဒီကစားသမားတွေရဲ့အကောင်းဆုံး prime ချိန်နေဘာညာမှာ Real Madrid အသင်းကိုမရှင်နိုင်တော့ဘူးဒါတော့မှ Real Madrid အသင်းကနှစ်ခုသွင်းတဝက်ပျော်ရွှင်ခွင့်ပေးတယ်ဆိုတော့ဘာအကွက်လဲပေါ့နော် Kylian Mbappe တို့လိုကစားသမားမျိုးတွေ Jude Bellingham တို့လိုကစားသမားမျိုးတွေရပါဗျာတကယ်နှစ်သိုးချိုးပြတ်တွေဂိုးသွင်းမယ်ဆိုတဲ့ကစားသမားတွေကြီးပဲ Vinny တို့ပါတော့အစုံပေါ့အဲ့တော့ကြောင့်ဒီလိုပွဲမျိုးကဟိုပွင့်လင်ပြောရင် Real Madrid ကိုပဲလူတိုင်းကြိုက်မှာအဲ့တော့ကြိုက်တဲ့ဂျေးလေးပေးထားတဲ့အတွက်အဲ့ဒီဂျေးကိုကျွန်တော်နည်းနည်းကြောက်တယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော် Madrid ပိတ်သက်ပဲလုံးဘာဖြစ်လဲ Madrid ပဲယူရမှာပဲလေတန်လဲတန်ပေါ့နော်ဆိုတော့တူတယ်ကွနဲ့ကျွန်တော်တစ်ချက် ချက်ပြင်ချိန်ကြည့်အောင်၃ခုအပြည့်ဆုံးရှုံးခွင့်ပေးထားတဲ့အတွက်ကြောင့်တူတယ်ခုက over နိုင်တယ်နှစ်သင်းလုံးမှာဗျာဂိုးသွင်းတဲ့သူတွေရှိတယ်အဲ့ဒီလဲကိုကျွန်တော်တကူပေးသွင်းမယ် Real Madrid အတင်က၃ခုဆိုရဲတွင်ကိုနှုံလည်းဖြစ်နိုင်တာပဲအဲ့တော့ကျွန်တော်တူတယ်ခု over လေးကိုပို့ပြီးသဘောကျတယ်ဒါပေမဲ့ second priority အနေနဲ့ရွေးပေးချင်တာက Real Madrid handicap ဖြစ်ပါတယ်အဲ့တော့ Madrid အနေနဲ့ဟိုနိုင်သွားပြီး2-0ဆိုရဲဂိုးအရေးအတွက်ပဲရမယ်ဆိုရင်တော့မှဒါဘာပဲပြောပြော second priority အနေနဲ့ handicap နဲ့ ်ပြန်ပြီးတော့ကာမိမယ်လို့ကျွန်တော်ထင်တဲ့အတွက်တိုတယ်ကို over real madrid အသင်းကိုရွေးချယ်ပေးကြပါရခင်ဗျာကဲတော့ကျွန်တော်ဒီနှစ်သင်းကြားတဲ့ကိန်းရဲ့အချက်အလက်တွေအနည်းငယ်ထပ်ပြီးဆွေးနွေးမယ်နော် real madrid အသင်းကတော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲကမေလ24ရက်နေ့ကစားခဲ့တာ၄ပွဲနိုင်တပွဲတည်းတပွဲရှုံးထားတယ်ဒါနောက်ဆုံး6ပွဲ result တပတ်ကအေဟီလေကလည်းကျွန်တော်မေလ26ရက်နေ့တုန်းကပွဲနောက်ဆုံးကစားခဲ့တာပွဲတွေကတော့နှစ်သင်းလုံးအဆက်ပြတ်ထားတယ်အကာရန်ဖွန်ကလည်းနှစ်သင်းလုံးတိတ်မကွာဘူးအေဟီလေကလည်း၄ပွဲနိုင်တပွဲတည်တပွဲရှုံးဆိုတဲ့ရလက်ပဲရတာပါဂိုးသွင်းတာကတော့နှစ်သင်းလုံးကရှယ်သွင်းတယ်ရီယယ်မက်ဒရစ်အသင်းကလည်းနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာအနည်းဆုံးသွင်းကို2ခုသွင်းတယ်တပွဲကိုအေဟီလေကလည်း ဝမ်ဝမ်တည်ကြခဲ့တဲ့ပွဲတပွဲပဲရှိတယ်။ကျန်တဲ့ပွဲတွေမှာ2-0တို့4-3တို့4-0တို့နော်5-3တို့စတဲ့ရလက်တွေရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပွဲမှာအဲ့လိုတိုတယ်ကိုအိုဗာကိုအခုနောက်ဆုံးအချိန်ထိပို့ပြီးသဘောကျနေတယ်ဖြစ်ပါတယ်။ handicap ကတော့ Real Madrid ပါခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ Football Game မှာ I'm Back Coach ကိုငါသလုံးမင်းစနဲ့ Sports Coach ကိုတို့ကစားလို့ရပါတယ်။ဘောင်းဝင်နဲ့လည်းကစားခြင်းကစားလို့ရပါတယ်ခင်ဗျ။အသေးသေးတော့ဘာနဲ့မဲ့6သလုံး9သလုံး5သလုံးနဲ့ကိုကြောကြောက်3သလုံး2ညာ3လုံးမှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ်။နောက်တဲ့တစ်ပွဲကျွန်တော် LA နဲ့ Juventus ။ LA ကတော့ LA နဲ့ ဲ့မတူဘူးเนาะ LA ကြီး UAE ရအတင်းအတင်းဖြစ်တယ်နာမည်ကြီးကစားသမားတွေတိတ်ပြီးမပါဘူးအဲ့တော့ကြောင့် LA ကအနေထားတရက်တိတ်ပြီးမရှိဘူးလို့ပဲပြောရမှာပေါ့เนาะဆိုတော့ဒီပွဲရဲ့အကျော်ပေးမှုက Real Madrid အဟီလေပွဲအကျော်ပေးမှုနဲ့တွားပြီးတော့တူ Juventus ကနှစ်ကိုးသွင်းရင်တဝက်ပျော်ရွှင်ခွင့်ရမယ်ပို့နေပြီးတော့ကျွန်တော် Juventus ကိုမယုံဘူးဗျ Juventus ကလေအရင်တော့က Juventus ရဲ့ အရှိန်အဝါမျိုးအရှိအဝါတာမျိုးမရှိဘူး Juventus မှာကစားသမားကောင်းတွေနဲလာတယ် Juventus ဒီနိုင်ပွဲတစ်ပွဲရဖို့မနေရုံးကန်နေရတယ် Italy Serie Champion ဆိုပဲ Juventus မရတာဘလောက်ကြာသွားပြီလဲဘရိုစင်စားကြည့်ဒီနှစ် Champion League မှာဆိုလဲ Juventus ဒီတိုင်းအပြည့်ခံအသင်းတင်းလို့ပဲပြောရမယ်အဲ့တော့ကြောင့် Juventus ကိုကျွန်တော်တို့ပွင့်လင်းပြောဒီပွဲအတွက်သိပြီးမယုံကြည်ရဲဘူးတူတယ်ကောနှလုံးတဝက်ပျော်ရွှင်ခွင့်ပေးတာရဲ့အတွက်ကြောင့်သိပြီးတော့ Juventus အနေနဲ့ပြက်ပြက်သားသားမရှိဘူးပေါ့ဗျာ LA ကအဟီလေလောက်တောင်ကောင်းတဲ့အသင်းတင်းမဟုတ်ဘူး Real Madrid ကနှလုံးတဝက်ပျော်ရွှင်ခွင့်ပေးတာရဲ့ဆိုတာဟို တန်တယ်ဆိုပေမဲ့ Juventus ကြတော့လေနည်းနည်း risk ယူရကြတယ်ဗျ Madrid နဲ့ Juventus ကလည်းအနေထားချင်းမတူသလို LA နဲ့ LA လည်းကလည်းမတူတာပါပါတယ် Okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းอ่ะဒီနှစ်သင်းကြတဲ့ gain နဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြအောင် LA ကတော့မေလ23ရက်နေ့မှာနောက်ဆုံးကစားခဲ့ပါတယ် Anasa Dubai အသင်းကို2-0နဲ့နိုင်ခဲ့တဲ့ပွဲပါ Juventus ကလည်း Venezia ကိုမေလ25ရက်နေ့မှာကျွန်တော်3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။နှစ်သင်းလုံးကတော့ပွဲအဆက်ပြတ်ထားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်တသင်းနဲ့တသင်းကတော့ တိတ်ပြီးတော့ rhythm မိမှုမှာမကွာဘူးလို့ကျွန်တော်ယူဆတယ်။နောက်ဆုံး6ပွဲရလဒ်ကိုပြောမယ်ဆိုရင် LA ကတော့4ပွဲနိုင်ပြီး2ပွဲသေးကြတာတယ်။ Juventus ကတော့3ပွဲနိုင်2ပွဲသေးကြပြီးတော့တပွဲရှုံးထားရလို့တွေ့ရပါတယ်။အဲဒါကြောင့်ကင်းကနဲအချက်လိုက်ရဆိုရင်လေ LA နဲ့ Juventus တို့တိတ်ပြီးတော့မကွာပါဘူး။ Conclusion ဆွဲရမယ်ဆိုရင်ဒီပွဲစဉ်မှာ Juventus တို့နိုင်ကောင်းနိုင်သွားမယ်။ဒါပေမဲ့အခက်မသိရင်လည်းတိပွဲတပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့ result မျိုးပါကျွန်တော်ထက်တွေ့ရလိမ့်မယ်။အဲဒါကြောင့်နှစ်ကိုးသွင်းမှာတဝက်ပျော်ရွှင်ခွင့်ရမယ်။ Juventus အသင်းကိုကျွန်တော်ညင်းပယ်ချင်ပါတယ်။ကျွန်တော်ကတော့ UAE League လက် LA ကိုရွေးချယ်ပေးခြင်းပါ